အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်စီစဉ်လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဆရာမလေးဖတ်ပြမယ့်စာအုပ်လေးကတော့စာရေးဆရာထိန်လင်းရေးသားထားတဲ့ငါတို့မှာငါတို့ရှိရဲဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးတဲ့ကဆောင်းပါးလေးတွေကိုဖတ်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်ငါတို့မှာငါတို့ရှိတယ်အရှိန်နဲ့အနောက် နေနေညမတူကြပေမဲ့ဒုပြည်သူတွေရဲ့အပူ အတူတူမျှဝေခံစားဒုတွေအားလုံးຫນွေဦးကအမွေပေးခဲ့တဲ့တော်လှန်ရေးခီးသွားတွေပါအနီးအနားမှာဇနီးသားနဲ့ဆွေမျိုးမိဘမရှိကြရင်လေမေတ္တာပြည့်နဲ့သွေးချင်းတွေကဘာပေါ်ကနေရာအနှံ့ကျေပြန့်စွာရှိနေတဲ့အကြောင်းသတင်းကောင်းပါပါစေစိုးရိမ်စိတ်ထိတ်လန့်စိတ်တွေ့ဝေစိတ် တိမ်ငယ်စေအဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဆောင်းပါးလေးတွေကိုဆက်ပြီးတော့ဖတ်ပြသွားမယ်နော်ဒီနေ့ဆောင်းပါးလေးဖတ်ပြမယ်ဆောင်းပါးလေးရဲ့ခေါင်းစဉ်လေးက လွယ်ကူတဲ့တော်လှန်ရေးဆိုတာမရှိပါဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။လွယ်ကူတဲ့တော်လှန်ရေးဆိုတာမရှိပါ။အာနာရှင်တွေကို တော်လှန်ကြတဲ့အခါလွတ်တော်တဲ့အယုံကြည်မရှိအဆိုတင်ပြီးမဲခွဲရသလိုချုံးဝေမှုမရှိတာသိကြပါဗါ။အာနာရှင်မှန်သမျှကတိုးတိုးတိတ်တိတ်ရောကြဲကြဲလောင်လောင်ပါ လူတို့ကိုဖိနှိပ်ကြတာဆိုတော့အကြောက်တရားလွှမ်းမိုးအောင်လှုပ်ထားလေလေတော်လန့်ဖို့ခက်လေလေ ဖြစ်တတ်ပါတယ်။တခြားတစ်ဖက်မှာလည်းအာနာရှင်များကသူတို့အာနာတိမြဲရေးအတွက်ကြားကံပေးမဲ့အခြေခံအဆောက်အုံတွေကိုပုံပုံအင်အားကြီးအောင်တိဆောက်ကြပါတယ်။ တိုင်းပြည်ကို အတွေးခေါ်အမှောင်ချတာတွေပညာသက်နေပေါအောင်လုပ်တာတွေစီးပွားရေးနဲ့နေမှုထိုင်မှု အခြေအနေစိုးဝါးပြီးကြံလာကိုအာယုံမဆိုင်နိုင်အောင်လုပ်တာတွေအချင်းချင်းသွေးခွဲမှုတွေလူမျိုးရေးဘာသာရေးမှိုင်းတိုက်မှုတွေနဲ့သူတို့ရဲ့ရပိုင်ခွင့်အတွက်ပဲဥတီဆောင်ရွက်ကြတာတွေ့ရမှာဖြစ်ပါတယ်အခုចောင်းတွေပြန်ဖွင့်တာဟာပညာတက်စေခြင်းလို့မဟုတ်ပါဘူး သူတို့ရဲ့အုတ်ချုပ်ရေးရန်ညားလဲပတ်နေတယ်ဆိုတာပြသဖို့စူးစမ်းတာပါကြောင်းမတက်လိုက်ရရင်ကလေးတွေပညာမဲ့သွားမယ်ဆိုတဲ့အယူဆတွေနဲ့ပတ်သက်လို့နောက်ဆောင်ပါတွေမှာအသေးစားရေးပါမယ်တောင်အာဖရိကအသားအရောင်ခွဲခြားမှုစန့်ကျင်ရေးလှုပ်ရှားမှုကာလအတွင်းမှာလေလူပြူအစိုးရကလူမဲတော်လှန်ရေးသမားတွေကို ထောက်လှမ်းဖို့ လူမဲတချို့ကိုအတုံးချခဲ့တာဟာအာနာရှင်များရဲ့ဤလန်းတစ်ခုပဲဖြစ်ပါတယ်။အဂတိတရား၄ပါးဆူဆူဝါးဝါးပျက်စီးနေတဲ့လူမှုအတိုင်းဝိုင်းကြီးမားလေအာနာရှင်တွေရဲ့အတုံးချမှုခံရလေဖြစ်ပါတယ်။အတိအမြင်နိုးကြားမှုနဲ့ဇွဲရှိမှုတွေကတော်လန့်ရေးအောင်မြင်ဖို့မရှိမဖြစ်အချက်တွေပါ။ လက်နက်ကင်တော်လန်ရေးနဲ့တွဲဘက်လုတ်ကင်ဖို့ဆုံးဖြတ်လိုက်တဲ့နယ်စင်မန်ဒဲလာဟာ1962ခုနှစ်မှာနိုင်ငံကူးလက်မှတ်အတုနဲ့အာဖရိကတိုက်အတွင်းကအခြားတိုင်းပြည်တွေစီတွားရောက်ခဲ့ပါတယ်။ခီးစဉ်တွေအတွင်းအသားရောင်ခွဲခြားမှုကိုစန့်ကျင်သူတွေတဲ့တွေ့ဆုံပြီးတိုင်းမင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ တောင်အာဖရိကကိုပြန်ရောက်တဲ့အခါမှာတော့အဖမ်းခံလိုက်ရပြီးထောင်နဲ့တစ်နှစ်အချခံခဲ့ရပါတယ်။အဲ့ဒီနှစ်မှာပဲရဲတပ်ဖွဲ့ကအာဖရိကအမျိုးသားကွန်ဂရက် ANC ဌာနချုပ်ရုံးများကိုဝင်ရောက်စီးနှင်ပါတယ်။ပြီးတော့အစိုးရကိုစန့်ကျင်ဖို့လျှို့ဝှက်ကြံစည်သူလို့ယူဆတဲ့ ANC အဖွဲ့ဝင်တွေကိုဖမ်းဆီးပါတယ်။နယ်စင်မန်ဒဲလာကလည်းအဲ့ဒီအမှုနဲ့ဆက်နွယ်နေပါတယ်။ 1963ခုနှစ်အောက်တိုဘာလမှာနယ်ဆန်မန်ဒဲလာနဲ့အခြားသူ9ဦးကို နိုင်ငံတော်တစ္ဆာဖောက်မှုနဲ့တရားစွဲပါတယ်1964ခုနှစ်ဧပြီလအတွင်းတရားခွင်တစ်ခုမှာနယ်ဆန်မန်ဒဲလာကအစိုးရကိုဘာကြောင့်ဆန့်ကျင်ရသလဲဆိုတာကို ရှင်းပြတဲ့ရှောက်လဲချက်မိကွန်းဟာထင်ရှားတဲ့သမိုင်းဝင်မိကွန်းဖြစ်ပါတယ် ၄နာရီကြာအဲ့ဒီလိုရှောက်လဲခဲ့ပေမဲ့တရားရုံးကနယ်ဆန်မန်ဒဲလာကိုတသက်တကျွန်းအမိန့်ချလိုက်ပါတယ်။ပြီးတော့ရော်ဗင်ဂျွန်းထောင်ကိုပို့လိုက်ပါတယ်။သူ့ရဲ့အကျဉ်းသားအမှတ်စဉ်၄6664ကနောက်ပိုင်းမှာသူ့ကိုကိုစားပြုပြီးသုံးဆွဲတဲ့အထင်ကရနံပါတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနှစ်မကုန်ခင်မှာပဲလူပြူအစိုးရကိုလက်နက်ကင်လန်းစင်နဲ့ခုခံတိုက်ခိုက်နေတဲ့ MK နဲ့ဖော်ကိုအဖွဲ့နှစ်ခုစလုံးအခြေမုံခံလိုက်ရပါတယ်။အဲ့ဒီအဖွဲ့တွေနေနေထိုင်တဲ့အဆောက်အုံတွေကို ဝင်ရောက်စီးနင်းပြီးဖမ်းဆီးတာထောင်ချတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ တချို့ ANC ခေါင်းဆောင်တွေကတောင်အာဖရိကကနေထွက်ပြေးလွတ်မြောက်ခဲ့ကြပြီးအဖွဲ့အစည်းဆက်လက်ရှင်တန်ဖို့ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။မန်ဒဲလာနဲ့အခြားသောနိုင်ငံရေးအကျဉ်းသားများကိုအကျဉ်းချခဲ့တဲ့ရော်ဗင်ဂျွန်းအကျဉ်းတောင်ဟာကျန်းတန်းတဲ့အကျဉ်းတောင်ဖြစ်ပြီးအခွင့်အရေးချိုးဖောက်ခံရမှု များပြားတဲ့ထောင်ဖြစ်ပါတယ်။ အိယာမရှိ စားစရာမလောက်မငါနဲ့အခန်းကျင်းထဲနေထိုင်ရပြီးထောင်ဝင်တန်းတွေကအကျဉ်းသားအများအပြားကို အနိုင်ကျင့်နှိပ်စက်တာတွေလည်းရှိပါတယ်။ထုံးကြောက်ထုတ်ယူတဲ့စခန်းတွေမှာလည်းအလုတ်ကျန်းလုတ်ကင်ကြရပါတယ်။ပြင်ပကဘာနဲ့အဆက်ဖြတ်ထားတဲ့အဲ့ဒီအကျဉ်းတောင်ထဲမှာအကျဉ်းသားအချင်းချင်းတောင်ဆက်သွယ်ခွင့်မရပါဘူး။မန်ဒဲလာအကျဉ်းကျနေစဉ်အတွင်းမိခင်နဲ့သူ့ရဲ့သားတို့ ကွယ်လွန်ခဲ့ပါတယ်။အဲ့ဒီလိုအချိန်တွေမှာလဲဇာပနတောက်တွားရောက်ခွင့်မရခဲ့ပါဘူး။တော်လန်ရေးဆိုတာအလေပြောင်းမျိုးစုံကိုကြော်ဖြတ်ရတာမို့စိတ်ပြက်အားငယ်နေလို့မပြီးပါဘူး။တွေ့ဝေမှုအယုံမှုတွေကိုရှေ့တန်းတင်မယ်ဆိုရင်နယ်ဆင်မန်ဒဲလာဟာတောင်အာဖရိကနိုင်ငံရဲ့ပထမဆုံးလူမဲသမ္မတဖြစ်လာမှာမဟုတ်ပါဘူး။ အကောင်းတွေကိုလိုချင်ရင်အဆိုးတွေကိုလည်းရင်ဆိုင်ဖို့အားမွေရပါမယ်။အားငယ်စိတ်ဝင်လာရင်လည်းကိုယ်ပတ်ဝန်းကျင်ကဒါမှမဟုတ်ကဘာပေါ်ကအဆိုးဆုံးအခြေအနေတွေအဆိုးဆုံးဘဝတွေအကြောင်းလေ့လာရင် အားမွေရပါမယ်။ဒီတော်လှန်ရေးမှာ ကိုယ်တယောက်တည်းရင်ဆိုင်အတုနေရတာမဟုတ်ဘူးဆိုတဲ့အချက်ကိုမမေ့ပါနဲ့။ငါတို့မှာငါတို့ရှိပါတယ်။20ရက်5လ2022 နောက်ထပ်ဆောင်းပါးလေးတစ်ပုဒ်ဆက်လက်ပြီးတော့ဖတ်ပြပေးသွားပါမယ်။သခင်ပညာရေးအားပေးပါ။အာနာရှင်စစ်ဖနက်အောက်ကပညာရေးကိုတန်တိုင်ကြားကပညာရေးလို့အမည်တက်မယ်ဆိုရင်ဒီကနေ့ကလေးတွေကိုကြောင်းအပ်နေကြတဲ့မိဘများကသဘောတူချင်မှတူပါလိမ့်မယ်။တကယ်အနေထားမှန်ကဒီထက်အများကြီးဆိုးပါတယ်။တန်တိုင်ကြားကပညာရေး စစ်ကြုံပညာရေးအမိခံပညာရေးအနှစ်မဲ့ပညာရေးရွှေရည်စိတ်ပညာရေးဟန်ပြပညာရေးစသဖြင့်ခေါင်းစဉ်ပေါင်းများစွာ တက်ပြီးရေးပါမှ အာနာရှင်များရဲ့ဒီကနေ့ခင်းကျင်းနေတဲ့ပညာရေးစနစ်ကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။တဦးချင်းရဲ့အတ္တတွေနဲ့သားသမီးပညာရေးနောက်ကြမှာဆိုလို့ကြောင်းအပ်ကြပညာသင်ကြားစေကြတယ်ဆိုရင်တော့စစ်အုပ်စုရဲ့ပညာရေးအခင်းကျင်းဟာ လုံကြုံမဲ့တက်ကြွမဲ့နှွေးထွေးမဲ့ပညာရေးဖြစ်လာဖို့မရှိပါဘူးပညာဆိုတာအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိမြင်နိုင်တဲ့အရာလို့အတိတ်ပဲဖွင့်မယ်ဆိုရင်အခုဖွင့်မဲ့စာသင်ကျောင်းတွေထံကဘာတွေရနိုင်ပါမလဲသိင်းနဲ့တန်းနဲ့ချီတဲ့ပြည်သူအများ အတိဒုက္ခရောက်အောင်နေ့စဉ်ရက်ဆက်ဖိနှိပ်နေတဲ့စစ်ကောင်စီလက်အောက်မှာ CDM မလုပ်ပဲရှိနေကြတဲ့ဆရာဆရာမတွေရဲ့ယာကိုင်နှုံးဘလောက်ကပညာရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုပေးနိုင်ကြမလဲဆိုတာကလည်းအရေးအကြီးဆုံးမေးခွန်းဖြစ်ပါတယ်။ယခုကာလလိုစစ်အုပ်စုက တိုင်းပြည်ကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ကာလမပြောနဲ့ရှစ်လေးလုံးလူတို့အေးတော်ပုံအပြီးပြန်ဖွင့်တဲ့တက္ကသိုလ်တွေမှာတော့ ကျောင်းသားကတ်ကိုရှင်ဘက်မှာချိန်ပြီးကျောင်းတက်ရဂိတ်ဆောင်နဲ့ထောင်လန်းရေးကြောက်ရကြောက်စိတ်မျိုးစုံနဲ့ကျောင်းတက်ခဲ့ရတာအားလုံးအတီပါဒီနေ့ခေတ်စစ်အာဏာရှင်လက်အောက်စာတင်ကျောင်းများမှာဘလို့ပညာတွေတက်မြောက်မှာလဲဆိုတာလဲစဉ်းစားကြဖို့လိုပါတယ်အတန်းအောင်ယုံတသက်ကျောင်းထားတယ်ဆိုရင်လေအဲ့ဒီအောင်လက်မှတ်တွေကိုဘယ်နေရာမှာအသုံးချကြမှာလဲဆိုတာစမ်းစစ်ဖို့လိုပါတယ် ီကနေ့တော်လန်ရေးဟာ အကြောက်တရားတသက်အတ္တတစ်ခုတည်းနဲ့ရင်ဆိုင်ကြော်ဖြတ်ရမယ်တော်လန်ရေးမဟုတ်ပါဘူးနှလုံးသားတွေနဲ့အုံနောက်တွေနဲ့အရာရာကို ရင်ဆိုင်ကြော်ဖြတ်ရမယ်ကာလဖြစ်ပါတယ်ကိုလုံရက်တွေကတော်လန်ရေးအတွက်အထောက်အကူဖြစ်မလားအနှောင့်ယှက်အဟန္တာဖြစ်မလားဆိုတဲ့အထိတွေးခေါ်လုပ်ကံရမယ်ကာလဖြစ်ပါတယ် မိုးကားရည်ဆိုတာပုံမြင်သေးပါသာရှိပေမဲ့မိုးကားရည်နဲ့ပုံစံတူ လုပ်ရက်တွေကိုအပြင်မှာကိုယ်တိုင်တောက်တုံးလုပ်ပိုင်နေကြတယ်ဆိုတာတချို့သောလူများ တွေးမိစေချင်ပါတယ်။ဒီလိုဆိုတော့ကလေးတွေကိုကြောင်းမထရတော့ဘူးလားအတန်းတွေနောက်ကျကုန်ရင်ဘလို့လုပ်မလဲတခြားနီလန်းတွေရှိမှလားစတဲ့မိကွန်းတွေမေးကြပါလိမ့်မယ်။မေးလဲမေးနေကြပါတယ်။မိကွန်းအလုံးအတွက် အဖြေတွေရှိပါတယ်။ရုံယုံကြည်ကြည်နဲ့လိုက်လို့ဖို့လက်ခံဖို့ပဲအရေးကြီးပါတယ်။တကယ်တော့အာနာရှင်ခေလွန်မြမပြည်ရဲ့ပညာရေးစနစ်ဟာအသက်နဲ့ဉာဏ်ရည်အလိုက်အရေးချင်းစစ်သွားမဲ့ပညာရေးစနစ်ဖြစ်ပါတယ်။ဒီစနစ်အရာဉာဏ်ရည်မိတယ်ဆိုရင်ကြောင်းမတက်ရတာနှစ်ပေါင်းဘလောက်ကြာကြာ အသက်အရွယ်နဲ့လိုက်ဖက်တဲ့အတန်းကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ် ဒါကြောင့်ဒီအချိန်ကြောင်းမတက်လိုက်ရလို့ဘသူမှဆုံးရှုံးဖို့မရှိပါဘူးဒီစနစ်နဲ့ပတ်သက်လို့ American ပြည်တော်စုမှာကျင့်သုံးနေတဲ့နမူနာတချို့ကို ပြောပြချင်ပါတယ်အထူးသဖြင့်ပညာရေးနဲ့ပတ်သက်ပြီးဘာထောက်ထားမှမပါဘဲရောက်လာတဲ့မြေသူမဆိုးပညာသင်ယူခွင့်ရအောင် American ပညာရေးစနစ်ကဖန်တီးထားပါတယ် ဥပမာအားဖြင့်ရွှေပြောင်းအခြေချဖို့ရောက်လာတဲ့နေထိုင်ခွင့်ရမိသားစုတွေနဲ့ပတ်သက်တဲ့ပညာရေးစနစ်ဆိုပါစို့။ကျောင်းနေရွယ်ကလေးအလုံးအသက်နဲ့ညီမျှတဲ့အတန်းကိုတက်စေပါရယ်။ဘာသာစကားအခက်အခဲရှိလို့မိဘတွေကစိုးရိမ်ရင်တောင်မပူဖို့ပြောပါရယ်။မြန်မာပြည်နယ်ဆက်ဒေသဒုက္ခသည်စခန်းများကနေအမေရိကကို အခြေချဖို့ရောက်သွားတဲ့ဒုက္ခသည်မိသားစုအများအပြားမှာ ကလေးတွေကိုကြောင်းထားခဲ့တဲ့အောင်လက်မဲ့အထောက်ထားမပြောနဲ့မှတ်ပုံတွင်နေမွေးစင်းတွေတော့မရှိပါဘူးဒါပေမဲ့အခုဆိုရင်အဲ့ဒီကလေးတွေတဲကအင်ဂျင်နီယာတွေသူနာပြုတ်တွေကွန်ပျူတာပညာရှင်တွေစီရင်ကင်ဖွဲ့ရတွေတောင်ပေါ်ထွက်ကုန်ပါပြီအရွယ်ရောက်ပြီးသူတွေအတွက်ဆိုရင်လည်းအစိုးရကောလိပ်ကျောင်းများမှာ placement test ဆိုတဲ့အရေးချင်းစစ်ဆေးမေးပွဲတွေကိုဖြေ ပြီးတော့အင်္ဂလိပ်စာသင်တန်းတွေကိုတက် ကိုစိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုထပ်ပြီးအစဉ်စဉ်သင်ယူအောင်လက်မှတ်ရသင်တန်းတွေတက်မလားဘွဲ့တွေယူမလားကြိုက်ရရွေးချယ်ခွင့်ရှိပါတယ်အထက်တန်းအောင်လက်မှတ်မရှိရင်လည်းအထက်တန်းဆင့်အောင်လက်မှတ်ရစာမေးပွဲကို ဝင်ဖြေနိုင်သလိုစာသင်ချိန်ပြင်ပသင်ယူနိုင်တဲ့သင်တန်းတွေ အကြံဉာဏ်တောင်းခံစရာနေရာတွေတက်ကြီးသင်တန်းတွေစုံနေအောင် နေရာအနှံ့ရှိပါတယ် တိုင်းပြည်ဆင်းရဲခြင်းချမ်းသာခြင်းထက်ပညာရေးစနစ်ကောင်းမွန်ဖို့ကပိုပြီးအရေးကြီးပါတယ်။အာနာရှင်ခေတ်လွန်မြန်မာပြည်ရဲ့ပညာရေးစနစ်ဟာအခုပြောခဲ့တဲ့ပညာရေးမျိုး ပြောင်းကို ပြောင်းရမှာပါ။ပြောင်းလဲဖို့ကြိုတင်ပြင်ဆင်မှုတွေလည်းအများကြီးရှိနေပါတယ်။ဒီတော့အခုဘာလို့တင်ပါသလဲ။ကြားကာလပညာရေးစနစ်ကိုတဦးချင်းကအကောင်အထည်ဖော်ရပါလိမ့်မယ်။ ကိုသားသမီးကိုစိုးရိမ်ရင်ဘလို့တင်ကြားရဲ့စနစ်တွေကပိုပိုကောင်းပုံမဲဆိုတာလေလာရှာဖွေပြီးသားသမီးအတွက်ပိုမိုကောင်းမွန်တဲ့အခင်းချင်းကို ဖန်တီးပေးရပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့ဂျားကာလာပညာရေးအစီအစဉ်တွေကို လေလာတင်ယူမှုတွေလုပ်နိုင်သလိုအွန်လိုင်းပညာရေး CDN ဆရာဆရာမတွေတင် जा ပေးမယ်ပညာရေး စတဲ့ပညာရေးဝန်ဆောင်မှုတွေကိုလည်းအသုံးပြုနိုင်ပါတယ်။အစိုးဆုံးဖိနှိပ်မှုတွေခံနေရတဲ့သခိုင်းတိုင်းနဲ့မကွေးတိုင်းတို့လိုနေရာတွေမှာတော့သခင်ပညာရေးအစီအမံများလှုပ်ဆောင်နိုင်သေးရင်ကြံနေတဲ့အရက်ဒေသတွေမှာစစ်ကြုံပညာရေးကိုကောင်းကောင်းကြီးအဆုံးသတ်နိုင်ပါတယ်။စာကြည့်တိုက်တွေစာအုပ်စာပေတွေကိုလည်းမေ့မထားကြပါနဲ့။စုံပြတ်ချက်မှန်ကန်ဖို့သာအဓိကပါ။ တကယ်ပညာရေးက အလံမဝေးလာပါငါတို့မှာငါတို့ရှိပါတယ်28ရက်5လ2022ဒီနေ့မှာတော့ဆရာမလေးဖျက်ပြသွားတယ်ဆောင်းမလေးတွေကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှိလာမဲ့ရက်တွေမှာလည်းငါတို့မှာငါတို့ရှိတဲ့စာအုပ်တွေကဆောင်းမလေးတွေကိုဆက်လက်ဖျက်ပြပေးသွားမှာဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်